ရေမရှိရင်ဘယ်လိုခေါ်မလဲဒီဒရီပေးတဲ့အတန်လေးကိုသူကတုံးချက်អော်ပြီးတယ်တီတီတီဆိုပြီးတော့အဲ့လိုမျိုးပဲអော်ယုံတက်တက်ပဲမဟုတ်ဘူးအထက်ကရေမော်တာကလည်းဒီရေမော်တာဆိုတာအပေါ်တက်တက်ခူးလေးအတွက်တက်တက်မော်တာကလည်းလုံးဝမလဲဘူးဘာပြုတ်လွဲ့လွဲ့ဆိုတော့တူထဲမှာပါတယ်ကျွန်တော်တို့ကပါလဲဆို flow bar system ပေါ့ဒီဘေးမှာသူက flow ပုံစံမျိုးလေးအောက်ရဲ့ရေရဲ့တွန်းအားနဲ့ဒီကောက်ကို ဒီမော်တာကို on off လုပ်တဲ့ function ထည့်ပေးထားတယ်ပြီးတော့လို့ရှိရင်သူကရေကန်စိုက်နေနေဆိုလို့ရှိရင်လည်း55လီတာပြီးတော့လို့ရှိရင်သူကကျွန်တော်တို့အောက်မှာဆိုလို့ရှိရင်လည်းဘိန်းတွေက360လဲလို့ရတဲ့လုပ်ငန်းတုံးဘိန်းဒီဇိုင်းတွေကိုထည့်ထားတာလည်းတွေ့တယ်ဗျအားသာချက်ကတော့ဘာလဲဆိုလို့ရှိရင်သူကဒီမှာဆိုရင်၃ဘက်၃တန်မှာကျွန်တော်တို့ပြားအုံတွေပါတယ်ပြားအုံတွေကိုဖုံးထားတဲ့အဖုံးတွေကလည်းအောက်ကိုကျွန်တော်တို့ ဒီဂရီအားဖြင့်ခတ်ဆောက်ဆက်ခတ်ဆိုက်ဆိုက်ကလေးလှုပ်ထားပေးတယ်အဓိကကတော့အပြင်ကဝင်လာတဲ့လေတွေမှာဖုံနေနဲ့အမိုက်တဲ့တွေပါလို့ရှိရင်သူကဒီဘောဒီဒီအပေါ်အဖုံးမှာပဲကန့်ညိနေတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ပေးထားတယ်မော်တာရဲ့အားကတော့ဝက်အနေနဲ့ဆိုရင်မီစီမန်120လောက်ထိဆွဲနိုင်တယ်အဓိကဒီကောင်းရဲ့အဓိကအားသာချက်ကိုပြောပါဆိုလို့ရှိရင်တော့ဖက်ချာချာရတာပဲဗျလုံးကတကယ်ဖက်ချာချာအစ်စ်ပါ တနာ yı ဝင်းကျင်လောက်တွင်းတာနဲ့လူထဲမှာကျွန်တော်တို့အားကို0200ကိုပြည့်မယ်။နောက်တစ်ချက်ကသုံးထားတဲ့ဘက်ထရီကလည်းကျွန်တော်တို့ light bulb ဘက်ထရီကိုသုံးထားတာဖြစ်တဲ့အတွက်လုံးဝဘက်ထရီရဲ့ပုံမှန်ကျွန်တော်တို့ lead acid ဘက်ထရီကြီးသုံးထားတာနဲ့ရှင်းမယ်ဆိုရင်ပိုပြီးမိုက်တယ်။ဘက်တန်တွေကလည်းကျွန်တော်တို့ဒီမှာဆိုရင်ထိလို့အဲဒီမှာ fan speed ဆိုလို့ရှိရင်ကျွန်တော်တို့က1 2တွဲ timer ဆိုလို့ရှိရင်လည်းကျွန်တော်တို့က1 2 တနာရီကနေ၁၂နာရီထိထားလို့ရတယ်။နောက်တစ်ခုကတော့ဒီမှာဆွင်းခူနောက်တစ်ခုကဒီမှာမုတ်နေနေဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်တကယ် neutral မုတ်ဆောင်ကြံပြောကျွန်တော်တို့ကဒီဟိုကလုံးလို့ရတယ်။အဲနောက်ထပ်အားသာချက်ကတော့ဘာလဲလို့ရှိရင်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာသူ့ရဲ့ဒီဘယ်လိုခေါ်မလဲ။ temper clock ကလည်းထူထူထဲထဲနဲ့လုံးဝအမိုက်တယ်။ဒီလိုပုံစံမျိုးပေါ့ နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင် power cost တွေကိုလည်းဒီလိုပုံစံမျိုးအရှင်ပုံစံမျိုးနဲ့လုပ်ထားပေးတယ်ဗျဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လွယ်လွယ်ကူကူဖြုတ်တက်ပြီးတော့ကျွန်တော်ဖြုတ်ပြီးတော့ကျွန်တော် condition တွေ loose ဖြစ်တာကြီး condition ဒီကြိုးတွေမကောင်းတာကြီးလွယ်လွယ်ကူကူလဲလို့ရတယ်အဲပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့24 DC နဲ့ကျွန်တော် extra battery နဲ့တွဲပြီးတော့လည်းကျွန်တော်တို့က air cooler ကိုမောင်းလို့ရတယ်ကဲဒါဆိုလို့ရှိရင်တော့ရေမရှိရင်လည်းမလဲဘူး ဖက်ချာချာလဲပါတယ်လိုက်ဘိုဘိုးဘက်ထရီကိုတုံးထားတယ်အယောင်ဒီဇိုင်းလေးကလည်းစမ်းတဲ့မော်ဒန်ရဲ့အမိုက်စားကျိုးမဲ့အဲကူလာလေးကိုဝယ်ယူခြင်းလဲဆိုလို့ရှိရင်တော့ Teco 7 Electronic Hardware Map ကိုကြွားလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်